အားလုံးပဲမင်္ဂလာပါဒါဒီနေ့မယ်ဒီဒီနေ့မယ်လဲကျွန်တော်ဒီဒီ YouTube နောက်ပွဲ YouTube ရတဲ့ငွေချင်းတွေတွေ့ကြနေ့စဉ်ပုံမှာကျွန်တော်တင်ဆက်ပြလိုက်ကြနောက်ပွဲဒါမနေ့ကပေးခဲ့တဲ့ပွဲကတော့ဒါရကြမယ်လို့ထင်တယ်ကျွန်တော်မန်ယူဘော်ဒီနဲ့ကျွန်တော်ကိုပေါင်းအောက်ပေးခဲ့တယ်ကိုပေါင်းအောက်ဒီကိုပေါင်းအောက်ကတော့ပြန်စားမန်ယူဘော်ဒီရလည်းရခဲ့တယ်ဘွေပါမပါမလည်းကျွန်တော်ကိုပေါင်းအောက်ပေးခဲ့တယ်တော့ကျွန်တော်မနေ့ကတော့ရခဲ့တယ်ဟုတ်ကြောဒီနေ့မှလည်းကျွန်တော်ဒီနှစ်ပွဲဒါကျွန်တော်အနေနဲ့ဒီပုံမှန်တင်ဆက်ပြလိုက်ကြကျွန်တော်ဒါနှစ်ပွဲကောင်းမှကျွန်တော် သုံးသက်ရွေးချယ်ပေးခြင်းတယ်။ကြော်ဒီပရီးမီးယားလိဂ်ဘောစဉ်ပြတဲ့ဒီဝါဟန်းနဲ့ဒီဖရက်ဖို့ဘွေရဲ့ဒုတိယအပွဲကတော့ဒါအလာဘတ်နဲ့ဒီဘောဒီဘောအလာဘတ်နဲ့ဝါနဲ့ဗလင်စီယာပွဲလို့ကျွန်တော်သုံးသက်ပေးခြင်းတယ်။ကျွန်တော်တခုပြောချင်တာကတော့ဒါဘောလုံးပွဲအနေနဲ့ကတော့ဒါကျွန်တော်တို့အနေနဲ့ကဒီအပိုင်ဆိုတာတော့မဟုတ်ပါဘူး။ဒါကျွန်တော်တို့အနေနဲ့လည်းအပိုင်ဆိုရင်တော့ကျွန်တော်တို့ကျွန်တော်တို့မပေးတော့ကျွန်တော်ကျွန်တော်ထိုးထိုးပြီးတော့ပဲကျွန်တော်တို့ကယူတော့မယ်အဲ့တော့ဒီကျွန်တော်တို့ပေးတာလဲဒါကျွန်တော်တို့အနေနဲ့ကဒီလက်ရှိခြေတွေနဲ့ ချင်းချင်းပြီးတော့ကျွန်တော်တို့ပေးတာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပေးတာဒီလက်ရှိဒီမနက်ခင်းကြေးနေ့လက်ချင်းကြေးတယ်ကျွန်တော်တို့ကကြေးတွေနဲ့အများတန်းထိတွေ့နေတာဆိုတော့ကြေးအကြောင်းလေးကျွန်တော်တို့ကလည်းနည်းနည်းသိတော့သိတော့ကျွန်တော်အကျော်ဒီကြေးတန်းနဲ့ကြည့်ပြီးတော့ပဲကျွန်တော်တို့ကပြောရတာ။အကျော်တကယ်လို့တခါကြီးကြရင်တော့ဒီပုံကြီးလေးလိန်ကြေးပြီးတာလိန်သွားတဲ့ဥစ္စာကြီးကြောက်နေတာနည်းနည်းခံရတာပေါ့။အကျော်ကျွန်တော်ထိုးမှဆိုတော့ဒါအကောင်းဆုံးကိုယ်နေနဲ့ကြေးကြည့်ပြီးတော့ထိုးထိုးစေခြင်းနဲ့ဘလုံးမဆိုတာတော့ ူတို့ဘယ်လိုကံမလဲဆိုတော့ကျွန်တော်လည်းမသိဘူးဒါပြီးခဲ့တဲ့ပွဲရတာသူတို့ဘယ်လိုပဲရှင်းစားရီကောင်းကောင်းဘယ်လိုပဲဘယ်လိုပဲဖြစ်နေဖြစ်နေရလဒ်တွေဘယ်လိုပဲဖြစ်နေဖြစ်နေအခုလက်ရှိမှာတော့ဒါသူတို့အနေနဲ့အကောင်းဆုံးကံမယ်လို့ဒါယုံကြည်လို့ဒါကျွန်တော်တို့ဒီပေးတာပါအဲ့တော့ဒီပထမအဆုံးအနေနဲ့ကဒီကျွန်တော်ဒီဒီဘုတ်ဒီဘောအလာဘတ်နဲ့ဒီဗလင်စီယာပွဲလို့ကျွန်တော်သုံးသပ်ပေးခြင်းတယ်ဒီပြီးခဲ့တဲ့၅ပွဲကစားတာမှာဒီအလာဘတ်၅ပွဲကစားတာမှာဒီတပွဲတည်ရ၂ပွဲအရှုံးရလိုက်ရှိခဲ့တယ်ဒါ နိုင်ပွဲနှစ်ပွဲပဲရလက်ရှိခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲမှာတော့လာဘအင်ကွဲမှာအရှိနဲ့ကစားတဲ့ပွဲမှာဒါ3-1နဲ့ဒါကိုပြတ်တယ်လို့တော့ပြောလို့ရတယ်ဒုတိယတဲ့ဒုတိယပွဲမှာတော့ဒါမလောက်ကနဲ့ပွဲမှာတော့ဒါ0-1နဲ့ရှုံနေခဲ့တဲ့ပွဲတွေရှိခဲ့ပါတယ်ဒီအဲ့တော့သူသူ့ခြေစွမ်းကြည့်ရမယ်ဆိုတော့သူ့အနေနဲ့ဒါဒီနိုင်ပွဲလည်းရှိခဲ့တယ်လို့ရှုံးပွဲတွေလည်းရှိခဲ့တယ်ဒါပေမဲ့သူရှုံးပွဲရှိတယ်မှာသူ့အနေနဲ့ရာကိုအနေနဲ့ကတော့ဒါအမြဲတမ်းယူလာတဲ့ပွဲစဉ်တွေပဲတောက်လျှောက်ကတော့ ဲ့တော့ဒီဟိုဘလင်စီယာပွဲအနေနဲ့ဒီဘလင်စီယာမှာက၅ပွဲကစားတာမှာသူ့အနေနဲ့တပွဲပဲနိုင်ရရှိတယ်တပွဲသိတယ်၃ပွဲရတော့စတိုက်လုံးရှုံးနဲ့ရလက်တွေပဲတွေးခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲမှာတော့ဂျီရိုနာနဲ့ပွဲမှာတော့2 1နဲ့ရှုံးနေခဲ့တဲ့နောက်ဆုံးပွဲဒုတိယပွဲမှာတော့ဒီယူအိုဘီတို့နဲ့ပွဲမှာတော့1 2နဲ့ရှုံးနေခဲ့တယ်ဒါပြောမှဆိုရင် ဒီသူပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာလဲဒီဟိုဒီဗလင်စီယာပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာလဲသူ့အနေနဲ့ရှုံးပွဲတွေရှိခဲ့တယ်ဒါပေမဲ့ရှုံးပွဲတိုင်းမှာသူ့အနေနဲ့ကတော့ဒါရခုအနေနဲ့အရယူနိုင်တဲ့ပွဲတွေကတော့ရှိတယ်ဗျမလေးပွဲမှာလေးပွဲသလုံးမှာသူ့အနေနဲ့ဒါတူတူရှိခဲ့တယ်ဒူးစီရှိခဲ့တယ်သူ့အနေနဲ့ဒူးစီရှိခဲ့တယ်1 2 1 2 2 1နဲ့ရှိခဲ့တယ်ဒါပေမဲ့တော့သူရှုံးတဲ့အလျောက်သူ့အနေနဲ့ဒါတကောအနေနဲ့ကတော့ရအောင်ယူနိုင်တဲ့ပွဲတွေကတော့ရှိခဲ့တယ်ကြော်ဒီနှစ်သင်းကြည့်ရတာတော့သူမသားကိုမသားပဲ သူမသားကိုမသားဆိုတော့ရှီစွမ်းအနေနဲ့ကြည့်ရမှာဆိုတော့အကုန်လုံးကတော့တိုက်စစ်သူတို့ပြီးခဲ့တဲ့ကစားပွဲထဲမှာတိုက်စစ်တွေဖွင့်ရမလဲခံစစ်တွေကကောင်းနေတဲ့အတွက်ကြောင့်ဘလို့မှသူတို့အနေနဲ့ကကိုမရနိုင်တဲ့ပွဲတွေတော်တော်လေးကြုံမရရတယ်အဲ့တော့အခုဒါဆိုသူတို့နှစ်သန်းရထိတိုက်တွေးဆောင်မှုပွဲမှာလည်းဒီအလာဘအနေနဲ့ငါးပွဲကစားနေမှာငါးပွဲသလုံးမှာသူအလာဘအနိုင်ရရှိခဲ့တယ်ဒါပေမဲ့တပွဲအနေနဲ့ကတော့ဒါတည်ရကြခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲမှာတော့အလာဘက0-1နဲ့ နိုင်ရရှိခဲ့တဲ့ပွဲပါအခုလက်ရှိမှာတော့သူတို့ပြီးခဲ့တဲ့ထိတ်တိုက်ကစားတဲ့ပွဲမှာတော့အလာဘအနေနဲ့ကတော့ဒါတော့တော်လေးဒါသူ့အနေနဲ့ဒီနှစ်သူတို့တော်တော်လေးဒါရလက်ကောင်းတယ်လို့တော့ပြောလို့ရတယ်ပြီးခဲ့ကစားတဲ့အဝဲတစ်လျှောက်မှာနိုင်ပွဲတွေကြီးပဲသူ့အနေနဲ့နိုင်ပွဲဆိုတာလည်းသူ့အနေနဲ့ကတိုင်းကိုပြတ်တာတပိုးတပိုးနဲ့တကုန်းနဲ့ပဲနိုင်ပွဲတွေစက်တိုက်ပဲရှိခဲ့တယ်တပွဲလားပဲတူတူပဲတူတူတပွဲလားပဲသူ့အနေနဲ့ဒါဒီတည်ရကြခဲ့တယ်အကြောအခုလက်ရှိခြေပေးထားတာကလည်း ဒီအလဘတ်ကဒီမနခင်ကြီးအနေနဲ့ကလည်းဒါအတူတူပါမနခင်လည်း level သရေနဲ့ level သရေနဲ့အခုဒီခိုးပေါင်းကြီးနေတာလည်းနှလုံးနှလုံးနှလုံးသရေနဲ့အခုနေ့လက်ခင်ကြီးကြောက်တော့ဒီပြည့်ကြီးပြောင်းတာကဒီ level 55အရှုံးတော့ခိုးပေါင်းကြီးအနေနဲ့ကလည်းနှလုံး20အရှုံးပေါက်သွားတယ်အဲကြောင့်လက်ရှိကြေးတန်းကိုကြည့်ရမယ်ဆိုရင်ဒါသူတို့အနေနဲ့ဒီပုဂ္ဂိုလ်အနေနဲ့ကတော့သူတို့ပုဂ္ဂိုလ်အနေနဲ့ကတော့ဒါ11နဲ့ ဝမ်းဝမ်းနဲ့ဇီဝမ်းနဲ့တို့အနေနဲ့ဒီပုံစံလောက်ပဲတို့မှားလာတာကြီးအနေနဲ့ရတော့တို့ပြီးခဲ့တဲ့ရှိပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာလည်းဒီတို့နှစ်သိန်းအနေနဲ့ကတော့ဒါຢາກູດີຊິແກ່ແລະເບກູດີແລະຊິແກ່ອັດເສອັນນີ້ແກ່ລະດາເຕິດປີໂຕ17ນະ16ສໍລະເຕິດປີໂຕກວ່າແດ່ອັດເສລະໂຕປ ્યો ລູໂຕບໍ່ຢາກຢູ່ຍາດັ່ງແມ່ຍາມຫມັດນີ້ແກ່ກໍດາກວ່າແດ່ບລິນຊຍາກູຊິມັດອະລາບັກກໍດີ17ຫມັດຢາຊິແກ່ຍາມຫມັດນີ້ກໍດີ လင်စရာကတော့ဒါသူ့အနေနဲ့တော့အရမကတော့လုံးနေတဲ့အတွက်ကြောင့်ပေါ့ဒီဒီပွဲမှာကကျွန်တော်အနေနဲ့ပေးရမှာဆိုတော့ဒီပွဲမှာကကျွန်တော်ဒီပွဲဒီနေ့ကတော့ကျွန်တော်ကိုပေါင်းပေါ့ပဲကျွန်တော်ထိုင်ရှင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအလာဘတ်ဆိုတာကလည်းသူ့အနေနဲ့ရှုံးမွေးရတဲ့ဇာတ်တိုက်ရှိကြတယ်။သူ့ရှုံးမွေးတဲ့ပွဲတိုင်းမှာသူ့အနေနဲ့တားတယ်။တကိုးနှစ်ကိုးအနေနဲ့ကတော့ဒါရအောင်ယူနိုင်တဲ့အလာဘတ်ပါပြီးတော့သူ့အနေနဲ့ခံစရာကလည်းမကောင်းဘူးကောင်းတယ်။ဒါပေမဲ့တစ်ဖက်ကတိုက်စရာကောင်းလာပြီးတော့တစ်ဖက်ကဘလို့ပဲခံစရာကောင်းတော့တကယ်လို့ ဒီအခက်မသက်နိုင်ရှင်တော့ကျွန်တော်တို့ဒါကိုပေးရတဲ့အနေထားတွေကျွန်တော်တို့ရှိတယ်ကြာအဲကြောင့်နောက်ဆုံးထိတိုက်တွေ့ဆုံမှာလည်းသုံးနေတယ်အများအားဒီထိတိုက်တွေ့ဆုံပွဲတိုင်းမှာနိုင်ပွဲတွေဇက်တိုက်ဆိုတော့ဒါဒီနေ့လက်ထပ်ပြီးတော့ဒါကျွန်တော်အနေနဲ့ နိုင်လိမ့်မယ်လို့ကျွန်တော်ထင်လို့ဒီနေ့မှလည်းဒါဟိုဒီအလာဘကလည်းသူ့အနေနဲ့ကလည်းဒါသူ့ဒီသူ့အနေနဲ့ကလည်းဒါရှုံးဟိုနိုင်ပွဲတွေနှစ်ပွဲလိုက်ပဲရှိကြတယ်သူရှုံးခဲ့တဲ့ပွဲတွေမှာလည်းသူ့အနေနဲ့တကောအနေနဲ့ရအောင်ယူလိုက်တယ်အဲကြောဒီပွဲမှာကျွန်တော်အနေနဲ့ကတော့ဘော်ဒီအနေနဲ့ကတော့ကျွန်တော်ဒီနေ့မှဘော်ဒီအနေနဲ့မကြိုက်ပါဘူးအကြောင်းဒါဒီကိုပေါင်းချင်းနေတယ်ကိုပေါင်းအပေါ်ပဲကျွန်တော်ကြိုက်ပါတယ်အကြောင်းတကယ်လို့ကိုစိတ်ဝင်စားလို့ထိုးချင်တယ်ဆိုရင်တော့ဒါထိုးနိုင်ပါတယ်ဒါကျွန်တော်အနေနဲ့ကလည်းဒါအကောင်းဆုံးဒီခြေရန်ကြည့်ပြီးတော့ပေးတာဖြစ်ပါတယ် ဟိုဒါကြောင့်ကျွန်တော်ဒုတိယဒုတိယပွဲသွားမယ်ဆိုဒုတိယပွဲကဒီဝဟန်းနဲ့ဒီ Bravo ပွဲလေးပေါ့ကျွန်တော်သွားခြင်းနဲ့ဝဟန်းနဲ့ Bravo ကပြီးခဲ့တဲ့ဒီကစားတဲ့ပွဲမှာဒီဝဟန်းအနေနဲ့ကနောက်ဆုံးကစားတဲ့ပွဲမှာဒီပွဲဟိုပါ Nottingham Forest နဲ့နောက်ဆုံးကစားတဲ့ပွဲမှာပဲသူတပွဲပဲအနိုင်ရရှိတယ်ဒါတော်တော်ကြာပြီးခဲ့တဲ့ပွဲတွေကြာတော်တော်ကြာခဲ့တယ် တဏ္ဍပွဲတွေမှာကဒီဝဟန်ဒီစပါတို့ရောအစရွန်ပီလာတို့ပွဲတွေနေမှာတော့သူ့တွေနဲ့ဇက်တိုက်ရှုံးတယ်ဒီအေဟာရဏပွဲမှာတော့ဒါဒီတရေပွဲတစ်ပွဲရှိတယ်နောက်ဆုံးကစားတဲ့ဒီအိုင်းနဲ့ပွဲမှာတော့ဒူစီနဲ့ဒါနောက်ဆုံးကစားတဲ့ပွဲပေါ့ဒူစီနဲ့သူရှုံးနေခဲ့တယ်ဝဟန်အနေနဲ့ကတော့ပြီးခဲ့တဲ့တခြားမှာရှုံးပွဲတွေကြီးပဲဇက်တိုက်ကြုံနေရတယ်ရှုံးပွဲရှုံးပွဲတွေဇက်တိုက်ကြုံနေရသူ့နဲ့ရာကိုသိပ်ပြီးတော့မရှိခဲ့ဘူး ဘရဖို့အနေနဲ့ကလည်းဒီ၅ဘွဲကစားတာမှသူ့အနေနဲ့ကဒီ၂ဘွဲရှုံးနေတဲ့၂ဘွဲတည်တဲ့တဘွဲပဲအနိုင်ရရှိတယ်။နောက်ဆုံးကစားတဲ့ဘွဲမှာရာမန်စီရီနဲ့ဒါသူဘရဖို့အဲ့ဘွဲမှာကမစီရီနဲ့စားတဲ့ဘွဲမှာကဒါ Z1 နဲ့ဒါရှုံးနေခဲ့တဲ့တဘွဲရှိတယ်။ပြီးတော့မမယူဘွဲနဲ့မယူသူအဲ့ဘွဲမှာကစားတဲ့ဘွဲမှာ3-1နဲ့နိုင်ရတဲ့တပွဲရှိတယ်ပြီးတော့အောက်ကပွဲတွေမှာဒါ3 1 1 1နဲ့တရေပွဲတွေပဲရှိခဲ့ပါတယ်။အဲကြော့ ဒီဗရက်ဖို့ဒီဗရက်ဖို့အနေနဲ့ကသူအိမ်ကွဲအနေနဲ့ကတော့အိမ်ကွဲအနေနဲ့ကလည်းဒါဘာမှတော့အများကြီးတော့ပြောလို့မရအောင်ပြောလို့မရအောင်ဆိုတော့သူအိမ်ကွဲအနေနဲ့ကလည်းသူ့အနေနဲ့ဒါတိတ်ပြီးတော့ဒါကောင်းတယ်လို့တော့ပြောလို့မရခံစရာတိတ်ပြီးတော့တိတ်မကောင်းကြတော့ဒါကြောင့်မို့သူတို့အနေနဲ့ကိုယ်တည်းအမြန်ပေးတယ်ခံစရာမကောင်းတိုက်စစ်အကြောင်းလည်းဒါခွက်တူကိုပဲကြည့်လို့ရတယ်တိုက်စစ်အကြောင်းလည်းတိတ်ပြီးတော့စိတ်မပြေဘူးဒီရှုံးမွေးတွေပဲတေးပွဲတာတေးပွဲကြောင်လည်းဟိုကဖြစ်တယ် ဒုတိယဟိုဘာသူတို့နှစ်သိန်းရဲ့ထိတ်တိုက်တွေးဆုံပွဲတဲ့ပွဲမှာလည်းဒီကျွန်တော်သုံးပွဲမြောက်ဆိုရင်ဒီဒီနှစ်ပွဲလုံးမှာတပွဲတရေတဲ့ဒါနဝဟန်ဖိုတူနဲ့အနိုင်ရရှိတဲ့ဝဟန်အိမ်ကမှာတော့ဒါဖိုတူနဲ့အနိုင်ရရှိတယ်နောက်ဆုံးကစားတဲ့ပွဲမှာတော့ဒီဝဟန်အိမ်ကမှာဒါ01နဲ့အနိုင်ရရှိခဲ့တယ်ဒါဒီတစ်ချောက်ကြည့်ရမယ်ဆိုရင်တော့ဒါတိတ်ပြီးတော့သူတို့နှစ်သိန်းအိမ်ခွင်းအဝေးခွင်းဆိုတာတိတ်ပြီးတော့တိတ်အားရစရာတော့မရှိဘူးပြသူတို့အနေနဲ့တက တချို့ကကြရင်လက်တာ011စီးနဲ့သူတို့အနေနဲ့အိမ်ခွေးအဝဲခင်းနဲ့011စီးနဲ့ဒီလိုပဲပြီးခဲ့တဲ့ပွဲတွေကတော့တော်တော်လေးများတယ်ဗျအခုလက်ရှိစီစဉ်ကလည်းအသိပြီးတော့အားရကြတော့အသိတော့မရှိဘူးကြောလက်ရှိကြီးအနေနဲ့ကလည်းဒီဝဟပေးထားတာကဒါမနက်မနက်ခင်းကြီးအနေနဲ့ကဒါလဲလဲပဲတဲ့တေးပေးထားတာဒီကိုပေါင်းကြီးအနေနဲ့လည်းနှလုံးအပြည့်ရှုံးပေးထားတယ်ဒီနေ့လက်ခင်းကြောင့်နေ့လက်ခင်းကြီးပြောင်းသွားတယ်ကြီးပြောင်းသွားတဲ့အတွက်ကြောင့်ဒါနေ့လက်ခင်းကြောင့်ဒီ level 5ပြအရှုံးပေါက်သွားတယ် ိုးပေါင်းကျင်းနေတယ်လားကိုးပေါင်းကျဲတာတိတ်ပြီးတော့မပြောင်းမပြောင်းဆိုတော့အကြောက်ဒီလက်ရှိပိုကီတွေပေးတဲ့ကျင်းနဲ့ကျွန်တော်တို့တစ်ချက်တို့ပြီးခဲ့တဲ့ဥစ္စာတွေပြန်ကြည့်မယ်ဆိုရင်အစင်အနေနဲ့ကတော့ဒါတော်တော်လေးတိတ်กว่าတယ်လို့တော့ပြောလို့မရဘူးရာမကနေနေကတော့တတဝန်ဟန်းနေတယ်တော့ရာမကတော့ရယူနိုင်မဲ့ပွဲလို့တော့ကျွန်တော်တို့ပြောလို့တော့ရတယ်အစင်းရလဲ16 19ဆိုတော့တိတ်ပြီးတော့ကွာတယ်လို့ပြောလို့မရဘူး။ရမကတော့ဒီ fresh food အနေနဲ့တော့နည်းနည်းရမကတော့နည်းနည်းတော့ကွာတယ်။ဒါပေမဲ့တိတ်ပြီးတော့မကွာပါဘူး။ အဲ့ကြောင့်ဒီပွဲမှာဒီခြေစွမ်းနဲ့ပြန်ကြည့်မယ်ဆိုရင်နောက်ပြီးခဲ့တဲ့ပွဲတွေမှာလည်းသူ့အနေနဲ့ကိုပေါင်းကြီးတွေအောင်ခဲ့တာလည်းမရှိဘူးနောက်ဆုံးကစားတဲ့နှစ်ပွဲလောက်မှာ010စီးနဲ့ပြေးသွားခဲ့တယ်အဲ့ကြောင့်အခုအခုလက်ရှိပြီးခဲ့တဲ့ကစားပွဲတွေမှာလည်းသူတို့အနေနဲ့ကဒီနိုင်ပွဲတစ်ပွဲမှာရရှိတာမတည်တဲ့အကြောင်းကြောင့်တည်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီဒီလက်ရှိကြေးကလည်းဒါ level level 5ပြအရှုံးကိုပေါင်းကြီးအနေနဲ့ကလည်းနှလုံးအပြည့်ရှုံးဆိုတော့ကျွန်တော်အနေနဲ့ဒီပွဲမှာတော့ကိုပေါင်းအပေါ်တော့ကျွန်တော်မထိုင်နိုင်ပါဘူးကျွန်တော်ဒီ breakfast ဘရက်ဖို့ကျွန်တော်ဘော်ဒီပေးခြင်းပါတယ်အကြောတကယ်လို့ဘော်ရောက်ကြိုက်တယ်ဆိုတော့ထိုးနိုင်ပါတယ်မကြိုက်ဘူးဆိုတော့လည်းကိုယ်စိတ်ကြိုက်ကိုယ်ရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ်အကြောကျွန်တော်အနေနဲ့ကလည်းဒါအကောင်းဆုံးဆိုပြီးတော့ပေးတာတော့မဟုတ်ဘူးပြဒါမှမဟုတ်ဒီခြေနှမ်းကြည့်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီအကောင်းဆုံးရွေးချယ်ပေးတာပါအကြောဒီဘောလုံးပွဲမှာတော့ဘသူဘသူမှဆရာဆိုတာမရှိပါဘူးအကြောဘသူဘသူပဲခြေဘလောက်ဘလောက်နားလဲပါဒီပုတ်ပြီးလေးလိမ့်နေဆိုရင်ဘာမှတော့လုပ်မရပါဘူးအကြောတခုချစ်တာပြီးတော့ကိုဘလောက်ကြီးတွတ်တာတွတ်တာကိုတွတ်တာတဲ့ဥစ္စာတွေကဟို မှန်ချက်နဲ့နှံထွက်ရှိခဲ့တာလေအရှိတကယ်တဲ့ကြာကြောက်တကယ်လို့ဒီနေ့ပွဲစဉ်ကလည်းနဲနေနေတဲ့အကြောင်းအများကြီးလည်းမစိုးစေခြင်းကိုယ်တွေနဲ့ထိမ့်ပြီးတော့ထိုးစေခြင်းနဲ့အဲကြောင့်ကျွန်တော်တို့ဒီနေ့စဉ်တွေတိုင်းကျွန်တော်တင်ပေးနေတဲ့ဒီ TikTok နဲ့ YouTube ရှိပါတယ်အဲ့ဒါဒါဒီ TikTok က TikTok မှာလည်းကျွန်တော်တပွဲကောင်းတင်ပေးမှာပါအဲကြောင့် TikTok မှာလည်းသွားကြည့်လို့ရပါတယ်ကျွန်တော်အောက်မှာ channel မှာကျွန်တော် TikTok link ရှာပေးတာပါတယ်အဲ့ဒီသွားကြည့်လို့ရပါတယ် ပြီးတော့ Telegram channel နဲ့ Viber channel မှာလည်းကျွန်တော်အနေနဲ့နေ့စဉ်နေတဲ့ကျွန်တော်တပွဲကောင်းနေတဲ့ mount cut တင်ပေးနေတဲ့အတွက်ကြောင့်အဲ့ဒီမှာလည်းအားရောက် join ထားဖို့ကျွန်တော်မြေတားရက်ခံချင်ပါတယ်အဲ့ဒီမှာကိုနဲ့စိတ်ကြိုက်တူမဲ့ပွဲမျိုးလေးတွေရွေးရွေးပြီးတော့ထိုးနိုင်ပါတယ်လို့ဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲဆိုကျွန်တော်တို့နောက်ပြီးတော့မှကျွန်တော်တို့တွေ့ကြရအောင်ပါဒီနေ့မှတော့ကျွန်တော်ဒါပါပဲဗျာ